အိန္ဒိယနိုင်ငံကပေးပို့တဲ့အသည့်ဆောက်လုပ်နိုင်တဲ့ရုံးခန်းအိန္ဒိယပစ္စည်းများရောက်ရှိလာကြောင်းအိန္ဒိယတရုံကသတင်းထုတ်ပြန်ပါတယ်။အိန္ဒိယလေတပ်မှ C70 ဖြင့်တည်ဆောင်လာတယ်။အစင်သည့်ဆောက်လုပ်နိုင်တဲ့ရုံးခန်းအိန္ဒိယပစ္စည်းများဟာအေပိလ15ရက်နေ့မှာ နေပြည်တော်သို့ရောက်ရှိလာရာအိန္ဒိယတရုံမှပထမအတွဲဝင်များက လူမှုဝန်ထမ်းကင်းစရေးနဲ့တရနီယာစာထားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမင်းသိန်းနဲ့ကော်ကွယ်ရေးဝန်ကြီးဌာနမှဗိုလ်မှူးကြီးမင်းစော်တို့နဲ့အတူလက်ခံရယူခဲ့ကြောင်းသိရပါတယ်။ထို့အတူအင်ဂျင်တပ်တော်60ပါယာစေကူတာရေးတပ်ဖွဲ့ဟာအေဘီလာ15ရက်နေ့မှာမန္တလေးမှဟီဒန်တို့ပြည်လဲထွက်ခွာခဲ့ရာအင်ဂျင်တပ်မကြီးကပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါအိန္ဒိယတပ်မတော်60ပါရာစေကူတာရီတပ်ဖွဲ့ဟာမြန်မာနိုင်ငံမှာ14ရက်ကြာလူနာပေါင်း2519အားစေကူတာပေးခဲ့ကြောင်းသိရပါတယ်။အလားတူယနေ့ဧပြီလ16ရက်နေ့မှာမန္တလေးလေစိမ့်သို့အိန္ဒိယလေတက် C70 ဖြင့်တည်ဆောင်လာတဲ့အဆင့်သစ်ဆက်လုပ်နိုင်တဲ့ရုံးခန်းအင်အားပစ္စည်းများထပ်မံရောက်ရှိရာအိန္ဒိယတရုတ်မှစစ်တပ်မှုဗိုလ်မှူးကြီးနေမန္တလေးရှိအိန္ဒိယကောင်စစ်ဝင်ယုံကျုံမှကောင်စစ်ဝင်ကျုံတို့ကလက်ခံရယူခဲ့ပြီး ၎င်းလေရင်နဲ့အိန္ဒိယတက်မတော်အမျိုးသားသဘာဝဘေးအနေနဲ့ဆိုင်ရာတုတ်ပြည်တက်ဖွဲ့ပြည်လဲထွက်ခွာရမှာပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရပါတယ်။ အိန္ဒိယနိုင်ငံဟာမြန်မာနိုင်ငံကလေးပေးအတွက်မြန်မာစီမံချက်နဲ့ကူညီမှုများဆောင်ရွက်ပေးလျက်ရှိရာအိန္ဒိယနိုင်ငံမှ BNR ကီးရီးနဲ့ဖြတ်တရေးဆိုင်ရာကျွမ်းကျင်အင်ဂျင်နီယာများအဖွဲ့ဟာမန္တလေးမြို့ရှိငလေတန်းခံခဲ့ရတဲ့နေရာ6ခုနဲ့နေပြည်တော်ရှိနေရာ6ခုအားစစ်ဆေးအကဲဖြတ်ချင်းမန္တလေးမြို့ AR မြစ်ပေါ်ရှိအင်းဝဒရာဟောင်းရဲ့ရထားလမ်းကိုမြန်မာနိုင်ငံရှိတပ်ဆိုင်ရာတာဝန်ရှိသူများစစ်ဆေးအကဲဖြတ်ရမှာပါဝင်ကူညီခြင်းနဲ့အိန္ဒိယစေအဖွဲ့မှအယိုးကျော်ခွဲစိတ်ကုသဆရာဝန်အုပ်ဟာ နေပြည်တော်ဆေးရုံကြီးမှာလူနာ80ဦးအားကုသရာမှာကုညီချင်းတို့ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။အိန္ဒိယနိုင်ငံဟာမြန်မာနိုင်ငံငလင်ဘေးအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီနဲ့တဘာဝဘေးရနေရဲ့ကယ်ဆယ်ရေးပစ္စည်းစုစုပေါင်းတန်ချိန်625မထရစ်တန်ကိုပို့ဆောင်ထားပြီးမန္တလေးရှိငလင်ဖြစ်ပွားရာနေရာတွေလည်းဂရေ200ဆန့်ယာယီဆေးရုံကိုတည်ဆောက်ပေးထားပါတယ်။